မင်္ဂလာပါခင်ဗျာ MPA သတင်းဌာနကဒီကနေ့မေလ၄ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခေရန်နန်ကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်စီတောင်းတဲ့မြို့တွေကိုမပေးနိုင်ဘူးလို့ TNL ပြောတဲ့သတင်းတရုတ်ရဲ့ချင်းချောင်းမှုတွေကိုခံနေရတယ်လို့ TNL ပြောတဲ့သတင်းစစ်ကောင်စီကကန်ဒေါ်လာ38တန်ရောင်းပေးမယ်ဆိုပေမဲ့73စီစီဆက်တက်လာတဲ့သတင်းမိုးကြောင့်ယာယီတဲမှာနေထိုင်တဲ့ငလျင်တန်တင့်ပြည်သူတို့ချို့ဟာ အန်ဂျီရှီရဲ့အဆောင်တွေအထဲမှာပြန်လည်နေထိုင်နေရတဲ့တည်င်တောင်ပိုင်းတိုင်းစစ်ဌာနကြောင့်လည်းလေတက်ကိုရှော့တိုက်တုံးထိမှန်ပြီးအဆောင်ကိုပြက်စီခဲ့တဲ့အပြင်အရာရှိ၃ဦးအပါအဝင်၈ဦးသေဆုံးခဲ့တဲ့တည်င် အော်ဂျီရောကောက်ပွဲမှာလေဘာပါတီထက်မှန်အနိုင်ရခဲ့ပြီးအနှစ်၂၀အတွင်းတပါတီတဲ့နှစ်ကြိမ်ဆက်အနိုင်မရတဲ့အစဉ်အလာကိုချိုးဖျက်လိုက်တဲ့တည်င်အဆရှိရတဲ့တည်င်တွေကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးတည်င်တစ်ပုဒ်အနေနဲ့စစ်ကောင်စီတောင်းတဲ့မြို့တွေကိုမပေးနိုင်ဘူးလို့ TNLA ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တစ်သူများနှစ်ခုဆစ်စင်အတွင် TNLA ကတင်ပိုက်ခဲ့တဲ့မြို့ခုနှစ်မြို့ကိုစစ်ကောင်စီအားပြန်တောင်းယူနေပြီး TNLA ဘက်ကတော့စစ်ကောင်စီတောင်းတဲ့မြို့တွေကိုမပေးနိုင်ဘူးလို့ဆိုလိုက်ပါတယ်။ကုမင်းဆွေးနွေးပွဲမှာနောင်ရှိုးကြောက်မဲတီဘောမိုးမိတ်နန်းဆန်မန်တုံနဲ့မိုးကုံမြို့တွေက TNLA တက်တွေဆုတ်ခွာပြီးပလောင်ကိုပိုင်အိုရှုတ်ခွင်းရဒေသတွေဖြစ်တဲ့နန်းဆန်နဲ့မန်တုံနေရာတွေထိဆုတ်ခွာပေးဖို့စစ်ကောင်စီကတောင်းဆိုခဲ့တာပါ။ တီအန်အယ်ကိုကုကန်ထက်ပွဲ MNDA လိုတဆင့်တိုအပြစ်ခက်ရက်စဲပြုလုပ်နိုင်ဖို့အတွက်တရုတ်အထူးကိုယ်စားလှယ်မာစတာတင့်ရှီကျွန်ကကမကထပြုအလေးထားကြိုးပမ်းသလိုနှစ်ဖက်တစ်ဆုံမှုတွေအလင်းမြန်တိုးတက်လာဖို့ဆောင်ရွက်နေရလို့သိရပါတယ်စစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်မှုတွေအလုံးရက်တက်မှုတရုတ်မြန်မာနေဆက်ကွန်တွေလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့နဲ့ဒေသတင်ရင်အေဂျင့်မှုတရုတ်ကဂျောင်းဝင်ဆွေးနွေးကြရလို့ဆိုပါတယ် တရုတ်ရဲ့စီစဉ်မှုအရ April 28ရက်နေ့29ရက်တင်မှာပြုလုပ်တဲ့ TNLA စစ်ကောင်စီရောကုမင်းဆွေးနွေးပွဲမှာသဘောတူညီမှုမရခဲ့ပါဘူး။နောင်ရှိုကြောင်မဲတီဘောမိုးမိတ်နန်းဆန်မန်တုံနဲ့မိုးကုံမြို့နယ်တို့ကိုတစ်တူများနှစ်ခုဆစ်စင်ရဲ့အတွင် TNLA ကတိမ့်ပိုက်ထိန်းချုပ်ခဲ့ပါတယ်။ဒုတိယသတင်းတပုတ်အနေနဲ့တရုတ်ရဲ့ချိန်ချောက်မှုတွေကိုခံနေရရဲ့လို့ TNLA ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့အများစုကိုထိန်းချုပ်ထားတဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဘွဲ့ထဲကတစ်ဘွဲ့ဖြစ်တဲ့ TNL ကိုတရုတ်ကချိန်ချောင်းမှုနဲ့ပြုလုပ်နေရလို့ PSLF TNL တွဲဖက်အထွေထွေအတွင်းမှုနှစ်ဘုံမုံကြီးတပ်ပံလာကပြောပါတယ်လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးစစ်ရေးအခြေအနေနဲ့ April အတွင်းတလတာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာမီဒီယာရဲ့မေးမြန်းမှုကိုပြန်လည်ဖြစ်ရင်ထစ်သွင်းပြောကြားလိုက်တာပါတရုတ်က TNL အပေါ်စာနဲ့ဖြစ်စေနှုတ်နဲ့ဖြစ်စေ ချင်းချောက်ဖိအားပေးမှုတွေရှိနေပြီးအဲ့လိုလှုပ်ဆောင်တာဟာလူတို့ကိုဖိအားပေးမှုအဖြစ်ပုံမတက်ရောက်နေရလို့ဘုံမွန်ကြီးတာပန်လာကဆိုပါတယ်နေဆက်ကိုအမိန်ပြုတ်ပြီးစာဝတ်နေရဖြစ်ရှင်းနေရတဲ့ဒေသခံတွေဟာတရုတ်ဘက်ကနေဆက်ကိုပိတ်လိုက်တဲ့အတွက်စာဝတ်နေရခက်ခဲကုန်ကြတယ်လို့ပြောပါတယ်ပြီးခဲ့ဧပြီလ28ရက်နဲ့29ရက်မှာတရုတ်နိုင်ငံရဲ့ညှိနှိုင်းမှုအရာစစ်ကောင်စီနဲ့ TNL တို့ကုမင်းမျိုးမှာတွစ်ဆုံဆွေးနွေးခဲ့ပေမဲ့စစ်ကောင်စီကမဖြစ်နိုင်တဲ့အချက်တွေတောင်းဆိုခဲ့လို့ ဆွေးနွေးပွဲကအောင်မြင်မှုမရှိဘဲပြီးဆုံးခဲ့ပါတယ်။တတိယသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီကကန်ဒေါ်လာ38တန်းရောင်းပေးမယ်ဆိုပေမဲ့73စီစီဆက်တက်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးစျေးကွက် FH Trading Platform ကတဆင့်တတ်မှတ်စင်နဲ့73စီလုပ်ငန်းရှင်တွေကိုအမေရိကန်ဒေါ်လာ38တန်းထပ်မံရောင်းချပေးမယ်လို့ပေးခဲ့မေလ30ရက်ကကြေညာခဲ့ပါတယ်။73စီစီကြဆင်းစီပေါ်စစ်ကောင်စီက နိုင်ငံခြားငွေတွေထုတ်ရောင်းပေးနေပေမဲ့ပြည်တွင်း73စီဈေးနှုန်းတွေကတော့မကျစင်မဲ့ဆက်လက်မြင့်တက်လာတယ်လို့ဈေးကွက်အတွင်းကသိရပါတယ်။ပြီးခဲ့တဲ့ဧပြီလကတစ်ချိန်ကျစင်ပြီးနှစ်ချိန်ပြန်မြင့်တက်လာခဲ့တဲ့73စီဈေးနှုန်းတွေဟာယခုမေလအတွင်းမှာတော့အောက်တိုင်း60နှစ်တလီတာကို80ကျပ်အောက်တိုင်း65တလီတာကို85ကျပ်ရိုးရိုးဒီဇယ်စီတလီတာကို35ကျပ်နဲ့အဆင့်မြင့်ဒီဇယ်စီတလီတာကို45ကျပ်ထပ်မံမြင့်တက်လာခဲ့ပါတယ်။ ်စစ်ကောင်စီအားဧပြီလအတွင်း73စီလုံးဝရှင်နေထံစုစုပေါင်းကန်ဒေါ်လာ148တန်းထုတ်ရောင်းပေးမဲ့အကြောင်းလေးကြိမ်လောက်ကြေညာချက်ထုတ်ပြန်ခဲ့ရပါပြီးခဲ့ဧပြီ4ရက်မှာအမေရိကန်ဒေါ်လာတန်း30ဧပြီလ16ရက်မှာကန်ဒေါ်လာ55တန်းဧပြီ22ရက်မှာကန်ဒေါ်လာ25ဒန်နဲ့ဧပြီ30ရက်မှာကန်ဒေါ်လာ38ဒန်ထုတ်ရောင်းပေးမယ်ဆိုပြီး73စီလုံငန်းရှင်တွေထံနိုင်ငံခြားငွေကြေးဈေးကွက်ကနေတစင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ် ောက်ထပ်သတင်းတပုတ်အနေနဲ့မိုးကြောင်ယာယီတဲမှာနေထိုင်နေတဲ့ငလင်တန်တဲ့ပြည်သူတို့ရှုတ်ဟာအန်ဒီရှိရဲ့အဆောင်အုံတွေထဲမှာပြန်လည်နေထိုင်နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့ကငလင်တန်တဲ့ပြည်သူတို့ရှုတ်ဟာအခုရက်ပိုင်းအတွင်းမိုးရွာသွန်းမှုတွေကြောင့်ယာယီတဲတွေမှာနေထိုင်နေကြရာကနေနေအိမ်နဲ့တိုက်ခန်းတွေမှာပြန်လည်နေထိုင်နေကြရတယ်လို့သိရပါတယ်။လေပြင်းတွေတိုက်ခတ်ပြီးမိုးရွာသွန်းတဲ့အခါ ယာယီတဲတွေမှာနေထိုင်ကြသူတွေအခက်အခဲများစွာရှိတဲ့အတွက်တချို့နေအိမ်တွေဟာနေထိုင်လို့မသင့်ပေမဲ့လည်းပြန်လည်ဝင်ရောက်နေထိုင်နေကြရတယ်လို့မန္တလေးမြို့ခံမြို့သမီးတူကဆိုပါတယ်ဧပြီလ30ရက်ညပိုင်းကဆက်လို့ဒီကနေ့အထိမန္တလေးမြို့မှာမိုးတိမ်းထန်စွာရာသွန်းခဲ့တာကြောင့်ယာယီတဲထိုးနေထိုင်ကြရတဲ့နေရာတွေထက်ကိုရေတွေဝင်ရောက်တာမျိုးဖြစ်ခဲ့ပါတယ်မလီနန်တင်းခဲ့ဒေသခံအများစုဟာထိခိုက်ပျက်စီးမှုမရှိတဲ့ဆွေမျိုးအိမ်တွေစာတင်ကြောင်းဘောလုံးကွင်းဖုံးကြီးကြောင်းနဲ့ ကွင်းပြင်ကျေလွန်နေရာတွေမှာယာယီရွက်ဖြင့်တည်ထိုးပြီးနေကြရတာပါမလင်းတန်တင့်ကရန်မန္တလေးတိုင်းစကိုင်းတိုင်းအပါဝင်တိုင်းနယ်ပြင်နယ်အများစုမှာမေလာတက်ကနေ၄ရက်နေအထိအခြေပန်းတဲ့အနောက်ဘက်ကရွက်လျားလာတဲ့လေပွေလှိုင်းတွေရဲ့အချိန်နဲ့တရုတ်ပြည်မကြီးဘက်ကဆင်းလာတဲ့လင်နွေးရဲ့ထီတွင်းမှုကြောင့်အချိန်ခါမဟုတ်မိုးရေရွာသွန်းနိုင်တယ်လို့စက်ကောင်စီလက်အောက်ခံမိုးစလာကထုတ်ပြန်ထားပါတယ်ဆက်လက်ပြီးတောင်ပိုင်းတိုင်းစစ်ထဏာကျုံတဲ့လေတက်ကိုရှော့တိုက်တုံးထိမှန်ပြီး အဆောက်အုံပြက်စီးခဲ့တဲ့အပြင်အရာရှိ၃ဦးအပါဝင်၈ဦးသေဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတောင်ကုန်မြို့ကတောင်ပိုင်းတိုင်းစစ်ထဏာကျုံနဲ့လေတပ်ကိုချော့တိုက်တုံးနဲ့ပစ်ခတ်ခဲ့ရာအဆောက်အုံပြက်စီးမှုများပြားခဲ့တယ်လို့အရာရှိ၃ဦးအပါဝင်၈ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဧပြီလ30ရက်ကတောင်ပိုင်းတိုင်းစစ်ထဏာကျုံကိုချော့တိုက်တုံး၈လုံးပစ်ခတ်ခဲ့ရာတပ်ပခတန်ယုံစစ်ဦးစီးဌာနအဆောက်အုံဘက်ခြမ်းတိုင်းငွေစင်းရုံနဲ့စခန်းရုံနေရာတို့ထိခိုက်ပျက်စီးပြီး လေတက်အရာခံပုံနဲ့တက်ကြည်လှန်ခမ်းနှလုံးအရာရှိလှန်ခမ်းနှလုံးအပြင်လေတက်သုံးမော်တော်ယာဉ်နှစ်စီးတို့မိလောင်ပြက်စီခဲ့ပါတယ်။ဒါ့အပြင် လေတက်အရာရှိ၃ဦးနဲ့လေတက်ရင်းမဲ့၂ဦးအပါဝင်၈ဦးသေဆုံးပြီးအရာရှိ၅ဦးအပါဝင်၁၂ဦးဒဏ်ရာအပြင်းထန်ရရှိခဲ့လို့ Brave Warrior for Myanmar ကထုတ်ပြန်ပါတယ်။ငလျင်နေကြောင်းပြက်စီခဲ့နေပြည်တော် Ela Ledes ခန်းကိုပြန်လည်ပြင်ဆင်နေချိန်မှာတိုက်လီရင်တချို့ကိုတောင်ကူလေတက်စကန်တဲ့ပြောင်းရွှေ့ထားတယ်လို့ BWN ကဆိုပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေကို Bravoria Form မြန်မာအဖွဲ့ရဲ့ဥဆောင်မှုနဲ့ Mountain Knight Civilian Defense Force Anti People Liberation Force တန်တောင်မြောက်ပိုင်းအထူးအဖွဲ့တို့ပူးပေါင်းဆင်နွှဲခဲ့တာဖြစ်ပါတယ်။နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ Australia ရွေးကောက်ပွဲမှာ Labor Party ထက်မှန်အနိုင်ရခဲ့ပြီးနှစ်20အတွင်းတပါတီတဲ့နှစ်ကြိမ်ဆက်အနိုင်မရတဲ့အစဉ်လာကိုချိုးပြက်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Australia ရွေးကောက်ပွဲမှာဝန်ကြီးချုပ် Anthony Albanese ဦးဆောင်တဲ့ အာဏာရလေဘာပါတီဟာထမ်းမှန်အနိုင်ရခဲ့ပြီးအနှစ်20အတွင်းတပါတီရဲ့နှစ်ကြိမ်ဆက်အနိုင်မရတဲ့အစဉ်လာကိုချုပ်ပြတ်ခဲ့ပါတယ်။ Australia Trent လို့ဝေဖန်ခံရတဲ့အတိုက်ခံကောင်းဆောင် Peter Dutton ကတော့သူ24နှစ်တာတာဝန်ယူလာတဲ့မစ်ဆန်နာနေမှာပါအရင်နိုင်ခဲ့တာပါ။အောက်လွှတ်တော်မှနေရာ150ရှိတဲ့အနက် Labor Party က85နေရာအထိရနိုင်တဲ့အတွက်တပါတီရဲ့အစိုးရဖွင့်နိုင်မှာဖြစ်ပါတယ်။ အတိုက်ခံ Liberal National နှစ်ပါတီညွန့်ပေါင်းကတော့အမတ်နေရာ၄စစ်တနေရာတိုင်ရမယ်လို့ခန့်မှန်းပါတယ်။အတိုက်ခံ Liberal Party ဟာ Australia ကိုတဖန်ကြီးမြအောင်လုပ်မယ်ဆိုရက်မင်းဆွေမှုန့်တွေအစိုးရအကြိုးထီအောင်မှုဌာနဖွင့်မယ်ဆိုရက်အဆိုပြုချက်တွေကြောင့် Trump မူတဲ့2ပါ Trump Line CL လို့ဝေဖန်ခံခဲ့ရပါတယ်။ဒါပြင်အစိုးရဝန်ထမ်းတွေအင်္ဂါနဲ့အလုံးလောက်တာကိုပိတ်မယ်လို့ Transtime မူမျိုးချပြခဲ့ရမျိုးကလည်းတက်တန်တဲ့ပါတီအပေါ်စိုးကြိုးတွေတက်ရောက်ခဲ့လို့သုံးသပ်ကြပါတယ်။ MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ